အေယာဝတီဘောလုံးအသင်းရဲ့လှုပ်ပွဲသတင်းတွေကိုစုံစမ်းစစ်ဆေးပြီးမှလှုပ်ပွဲကစားတာမရှိဘူးလို့စုံစမ်းစစ်ဆေးရေးကော်မရှင်ကဆုံးဖြတ်ချက်ချလိုက်ပါတယ်။ဒီသတင်းကိုတော့လွှမ်းမိုးအောင်ကပေးပို့ထားလာပါအေယာရီအသင်းလှုပ်ပွဲကစားရတဲ့ဆိုရဲတည်င်းတွေနဲ့ပတ်သက်ပြီးကစားသမားတွေအသင်းတာဝန်ရှိသူတွေနဲ့အေယာရီအသင်းရဲ့ပွဲစဉ်တွေကိုစစ်ဆေးအပြီးမှာတော့လှုပ်ပွဲကစားတာမဟုတ်ဘူးလို့စုံစမ်းစစ်ဆေးရေးကော်မတီကဆုံးဖြတ်ချက်ချလိုက်ပါတယ်။ အဲသူကတော့ပထမအဆင့်အနေနဲ့ကျွန်တော်တို့အသက်ဆိုင်ရာအတင်းသားတွေကိုရောတောင်ဝန်ရှိတဲ့လူတွေရောတူးချင်းကိုကျွန်တော်တို့စုံစမ်းစစ်ဆေးပြီးပါပြီစုံစမ်းစစ်ဆေးခွန်ရုံးနေစစ်ဆေးပြီးပါပြီအစစ်ဆေးပြီးတော့မှကျွန်တော်တို့ integrity comedy ကိုကျွန်တော်တင်ပြီးတော့မှကျွန်တော် integrity comedy ကတောင်ဝန်ရှိတဲ့လူတွေရဲ့အသက်ဆိုင်ရာအသက်ဆိုင်ရာကျွန်တော်စီကန်းဒိန်းသိန်းရေးတို့အသက်ဆိုင်ရာကျွန်တော်လူညွတ် comedy ရဲ့ဥက္ကဋ္ဌတွေနဲ့တောင်ဝန်ရှိတဲ့လူတွေထိုင်ပြီးပါပြီအပွဲလဲ review လုပ်ပြီး review ကျွန်တော်တို့ရဲ့ team ကြီးစားချက်ကိုအသက်ဆိုင်ရာဘလုံးမြန်မာနိုင်ငံဘလုံးဥက္ကဋ္ဌကိုကျွန်တော်တင်ပြီးပါပြီခင်ဗျဟုတ်ကဲ့အဲကျွန်တော် comedy အနေနဲ့ကတော့ဒီကောင်ကလုံပွဲမဟုတ်ဘူးလို့သုံးသပ်ပါတယ်ဗျာ ဟုတ်ကဲ့ဟော AR အသင်းတာဝန်ရှိသူတူကဘောလုံးပွဲတွေကိုလက်ပေးလက်ယူလုပ်ပြီးလုပ်ပွဲကစားဖို့အတွက်ကစားသမားတွေကို စီယုံလှုပ်ဆောင်နေတယ်လို့ AR အသင်းထွေထွေမန်နေဂျာကဘောလုံးဖွဲ့ချုပ်ကိုတိုင်ကြားထားတာပါဒီတိုင်ကြမှုကိုဘောလုံးဖွဲ့ချုပ်က၅ဦးပါတဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပြီးတော့ဇူလိုင်လ၁ရက်နေ့ကလေးကစစ်ဆေးမှုတွေပြုလုပ်ခဲ့တာပါ။ AR အတင်းလုံပွဲကိစ္စစုံစမ်းရေးကော်မတီမှာဖွဲ့ဝင်ဖြစ်ပါဝင်ခဲ့တဲ့ဥက္ကမောင်ကျိုင်ကလည်းအခုလိုပြောပါတယ် တွေ့တဲ့ထောက်တာကဒီဟာပဲ16 16ရောက်လုံးကတော့လုံပွဲလည်းမဟုတ်ဘူးကျွန်တော်တို့လည်းကိုရင်သုံးသက်တယ်ကျွန်တော်တို့က16 9ကန်ရှုံးတဲ့ပွဲကိုကျွန်တော်တို့ဗီဒီယိုတွေချာကြည့်ကြည့်တဲ့အခါကျတော့ viewer မားတာပဲပုံစံနဲ့ကမကမလူမျိုးက viewer ကိုနားမလဲအဲ့မလားဟိုအပြင်ကိုချဲထုတ်သွားတယ်အပြင်ကိုပါသွားတယ်အလေကျော်ကြီးပေါက်ထွက်သွားတယ်တကိုးကြီးလိုဝင်သွားတယ်ဒါကြီးဒါကဒါကဟိုနင်းဖြစ်တာနောက်တစ်ခါကျွန်တော်တို့ဒီဘက်ကနေပြီးတော့သုံးသက်တာဒီအသင်းလေဟိုအထူးသဖြင့် AFC ပွဲမှာဘလူးမပတ်စံလာပြီးမှလည်းမဟုတ်ဘူး ဟိုပမာလန်အချီဘလို့ကံကနိုင်တဲ့အသင်းမျိုးနောက်ပြီးတော့ဟိုနေမောထင်မောကြော်ကြားပြီးတော့တကယ်သူတို့ဒုက္ခပြင်းနေဘုံမပါဘူးလေအဲတွေးရှိတဲ့ကလင်မြားရံတွေကလည်းဖြစ်တယ်ကျန်တာဘာမှမရှိဘူးဘောလုံးသမားတွေကလည်းတန်လျက်ရှိတာတရားဝင်တွေကတန်လျက်ရှိတာမရှိဘူးသူတို့အစွန်းသာသူတို့သိတယ်သူတို့ညံ့လို့ရုံးတယ်သူတို့ဝင်ခံသူတို့ညံ့လို့ရုံးတယ်တကယ်အသင်းကလူတွေက individual ရောအင်းဝင်ပြီးလိုက်ရောယူအားရောသူတို့လည်းသာလောက်ပဲလောက်တယ်ဆိုတဲ့အသေးပဲဟိုဘက်အသင်းကလည်းညံ့ တိုင်လေးကိုလည်းနေရမယ်လှုပ်ပွဲဆိုတာလှုပ်ပွဲတိန်လဲကိုသူတို့မသိဘဲနဲ့လှုပ်ပွဲဆိုတယ်ဟောသုံးတော့အမှားတယ်လှုပ်ပွဲတကယ်လုံးရင်တော့ဘလူးမလက်မခံကျွန်တော်လည်းလက်မခံကျွန်တော်လည်းလာဟိုဟိုနဲ့အပြတ်ချင်းနေတာမြန်မာဘောလုံးလောကမှာ1980ဝန်းကျင်ကစောက်လို့ရင်းတဲ့ရန်တန်တို့ရဲ့အစစ်မြစ်တန်းပွဲစဉ်မှာလှုပ်ပွဲကစားခဲ့လို့ကစားသမားတွေကိုထောင်ဒဏ်ချမှတ်ခံခဲ့ရတာရှိခဲ့ပူပါတယ် professionally အဖြစ်ပြောင်းလဲပြီးနောက်ပိုင်း2011ခုနှစ်မှာနေပြီးတော့အသင်းလှုပ်ပွဲကစားတယ်လို့တည်င်းထွက်ခဲ့ပေမဲ့စုံစမ်းစစ်ဆေးတဲ့အဖွဲ့အဖွဲ့ပြီးစစ်ဆေးခဲ့တာတော့မရှိခဲ့ပါဘူးကျွန်တော်လွှမ်းမိုးအောင်ပါ